အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကြားရပဲရှိတဲ့ထောင်သားကျွန်းတကျွန်းကိုမင်္ဂလီ၄ရောက်ရဲ့ပက်လက်လဲထွန်မင်္ဂလာဝဲကျင်းပရတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ဗျာဒီစကားလေးကတော့1920လောက်ကစကားလေးဖြစ်ပြီးတော့တာမင်းနေအိုင်လန်မှာဇလန်လေးအစမှာပဲနိုင်ငံအစိုးရကတည်ရန်ချထောင်သားတွေကိုဝေးလံခေါင်ပြားတဲ့တာမင်းနေကျွန်းစီကိုပို့ဆောင်မယ့်အစီအစဉ်နဲ့စတင်ထားပါတယ်ဒီကျွန်းကိုပို့လိုက်တဲ့ထောင်သားတွေကိုတော့လိုလိုလတ်လတ်နေထိုင်ခွင့်ပေးထားတာဖြစ်ပါတယ် ဒါပေမဲ့ဒီကျုံးကထောင်သားတွေကတော့ပြင်ပကလူတွေနဲ့တော့အဆက်အသွယ်လုပ်လို့ရမှာမဟုတ်ပါဘူး။ရဲတွေအကျဉ်းသားအစ်စ်လာပို့တဲ့အချိန်နဲ့ထောင်သားရိတ်ခါလာပို့တဲ့အချိန်လောက်ပဲအခြားလူတွေကိုမြင်တွေ့ကြရမှာပါ။ဒီထောင်တွေကလူတွေကတော့အကြောင်းမျိုးမျိုးကြောင့်ထောင်ကြတာတဲ့လူမျိုးစုံ၊ဇေယျမျိုးစုံပါဝင်ကြပါတယ်။ဒီနေ့မှာတော့ကမ္မစင်းဆိုတဲ့ထောင်သားအစ်စ်ကောင်းမလေးတယောက်ဒီကျုံးပေါ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။သူရောက်ရောက်ချင်းရေတွေကလူတွေအလောင်းနှလောင်းနဲ့စတင်တွေးလိုက်ရတော့သူမလည်းအရန်ကိုထိတ်လန့်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့သူဒီကျွန်းမှာအသက်ရှင်နေထိုင်နိုင်ဖို့လိုအပ်တဲ့အထင်းနဲ့အခြားအရာတွေကို စုဆောင်းနေခဲ့ပါတယ်။ဒီလိုနဲ့ပဲကျွန်းပေါ်ရောက်သွားရင်းနဲ့ဒေါက်တာမေဖော့ဆိုတဲ့သူတစ်ယောက်နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ကမ်မစင်ကတော့ဒီကျွန်းကလူသေးတွေအကြောင်းမေးခဲ့ပေမဲ့သူကတော့တေချာရေရာတဲ့အဖြေကိုတော့ပြန်မပြောခဲ့ပါဘူး။မကောင်းတက်လို့သာကြံတဲ့သူတွေကဒီတောင်ကိုတစ်ဖက်မှာရှိတယ်လို့ပဲပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့ပဲအဲ့ဒီနေ့ညနေမှာကမ်မစင်တယောက်အိပ်ပျော်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ထူးခြားတာဘာမှမဖြစ်ဘဲနဲ့နိုးလာခဲ့ပါတယ်။ ဲ့ဒီနောက်တော့သူမလည်းဒီကျုံးကိုလေးလာနေရင်းနဲ့တောင်သားတွေအများပြားစကန်ချတဲ့နေရာရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီစကန်မှာတော့ဘော်ဘီနဲ့မွန်ဆိုတဲ့လူနှစ်ယောက်ကအုပ်ချုပ်ထားတာဖြစ်ပါတယ်။သူမလည်းလူတွေကိုတွေးလိုက်တော့အာကိုတကြီးသွားပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့လည်းဘော်ဘီတို့အဖွဲ့ကနှွေးနှွေးထွေးထွေးကြိုးစုံနေတဲ့ပုံတော့မရှိတာကိုမြင်ရမှာပါ။အဲ့ဒီနောက်မှာတော့ဇလန်းလေးတွေကတဲလေးတစ်ခုမှရှိတဲ့ဂျိုင်းလီဘန်နီဆိုတဲ့မိန်းကလေး၃ယောက်အထူးရှိနေတဲ့မြင်ကွင်းကိုပြသပေးထားပါတယ်။ ဒီကောင်မလေးတွေတဲကဘန်နီကတော့သူ့ရဲ့မိဘတွေကိုပြန်တက်တဲ့အမှုကြောင့်ဒီကျွန်းပေါ်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမကတော့ဒီနေ့အချိန်ထိစကားမပြောတော့တဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီနေရာကတော့ထောင်သားတွေပဲနေကြတာဆိုတော့ရန်ကဲရူးလိုမျိုးအင်အားကြီးတဲ့သူကတော့အနာယူကြတာဖြစ်ပါတယ်။ဒီကျွန်းကိုရောက်လာတဲ့မိမတွေအကုန်လုံးကတော့ဒီစကမ်းမှာရှိတဲ့ယောက်ျားတွေရဲ့ကိစ္စဝါဝါကိုဆောင်ရွက်ပေးရပါတယ်။ဘယ်ကိစ္စမှစိုးဖြည့်ဆည်းပေးနေရတဲ့ဒီကောင်မလေးတွေကတော့နောက်ဆုံးလဲထွင်းမင်္ဂလာပွဲကိုပါကြည်ကြည်နက်နက်ကြီးကျင်းပပေးရတာဖြစ်ပါတယ်။ အခုမှတော့ဒီကျွန်းကိုကမ်မရွန်ရောက်လာတော့မိန်းကလေး၄ယောက်ဖြစ်သွားခဲ့ရပြီးတော့ဘော်ဘီရိုးဖွဲကလဲထွန်ဖို့အတွက်အပေါက်တပေါက်ထတ်တိုးလာခဲ့ပြီလည်းဖြစ်ပါတယ်။နောက်ပြီးတော့လေခေါင်းဆောင်ကြီးဘော်ဘီနဲ့မွန်ကိုပုံကန်တဲ့လူဆိုရင်လွင့်ရင်တော့နေစရာပြောင်းမှဖြစ်ပြီးတော့မလွင့်ရင်တော့ငရေပြေရောက်ကြတာကြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီကျွန်းမှာဘော်ဘီရိုးဖွဲကိုပုံကန်ဘူးတဲ့ AG ဆိုတဲ့အဖွဲလေးရှိပါတယ်။ဒီကျွန်းကိုအသေးရောက်လာတဲ့ကမ်မစင်းကိုတော့အဖွဲခေါင်းဆောင်ကိုပုံမကန်ဖို့အတွက်လည်းတတိပေးနေပါတယ်။ နောက်နေ့ကျတော့တခြားသူတွေနဲ့အတူကံမစင်းလဲအလုပ်တွေလုပ်ခဲ့ရပါတယ်။ဒီနေရာကိုအစာအုပ်တအုပ်စောက်ဖို့အတွက်အလုပ်လုပ်ပေးနေရတော့ကံမစင်းတရားလက်ကို ထိခိုက်သွားခဲ့ပါတယ်။ဒေါက်တာမေဘော့ဆေးကုပေးဖို့လုပ်ပေးမယ်လို့ဘော်ဘီအဖွဲ့ဝင်တခြားကောင်တွေကမေဘော့ကိုမောင်းထုတ်လိုက်ပြီးတော့ကံမစင်းကိုအလုပ်သာဆက်လုပ်ခိုင်းခဲ့ပါတယ်။ညနေလေးကိုရောက်လာတော့လေဒီကျွန်းပေါ်မှာရှိတဲ့အပေါက်ပါတဲ့မိန်းမတွေတိုင်းယောက်ျားတိုင်းကိုကျဉ်တူးခွင့်ပြုရပါသေးတယ်။ဒါပေမဲ့လေဘန်နီဆိုတဲ့ခမ်းမိုက်မိုက်ကောင်မလေးကတော့ဘော်ဘီတယောက်တည်းလဲထွင်ရပါတယ်။ မင်းကလေးတွေအားလုံးပင်မနေချပါပဲအားလုံးအတွက်မနက်စာကိုလည်းအစောကြီးထပြီးတော့ပြင်ဆင်ပေးရပါသေးတယ်။ဒီလိုနဲ့တရက်တော့မတော်တဆဘော်ဘီနဲ့တိုင်းမီရင်နဲ့ရန်ထဖြစ်ကုန်ပါတယ်။စိတ်တို့သွားတဲ့ဘော်ဘီကတော့အစားစားဖို့ပါဇက်တစ်ပေါက်ရှော့အောင်လှုပ်တာဘောလို့ဆိုလိုက်ပြီးတော့ဒီကောင်ကိုဓာတ်တစ်ချောင်းနဲ့ငရေပြီပို့ဆောင်လိုက်ပါတယ်။နောက်ဆုံးမှာတော့သေဆုံးသွားတဲ့အလောင်းကိုကြောက်ကမ်းမဘော်ကနေပြစ်ချလိုက်ကြတာပါ။ဒါကြောင့်ဇလန်းအစားတို့ကရေတွေကအလောင်းတွေကဘော်ဘီတို့လွင့်ပြစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ဇလန်းလေးကမိမတွေအဝိစော်ကြတဲ့ဇဝင်ခန်းကိုပြသပေးထားပါတယ်။သူတို့အဝိစော်ဖို့အတွက်အဆောင်နှင်းရောက်လိုက်ပါပေးတာကိုလည်းမြင်တွေ့ရမှာပါ။ဘာလို့လဲဆိုတော့ဘော်ဘီတို့ကိုပုံကန်တဲ့လူတွေလက်ကနေလွန်အောင်အခုလိုမျိုးစောင့်ရှောက်ပေးရတာဖြစ်ပါတယ်။ဒါပေမဲ့လည်း AJ ဥဆောင်လာတဲ့ဘော်ဘီတို့ရံပတ်အဖွဲ့ကအဆောင်တွေကိုရှင်းပြပြီးတော့ကောင်းမလေးတွေကိုမှာသွားခဲ့ပါတယ်။တည်နေတဲ့အဆောင်ကိုမြင်တော့ခေါင်းဆောင်ဘော်ဘီစိတ်ဆိုးတော့မယ်ဆိုတာကိုအဖွဲ့သားတွေကသိနေကြပါပြီ။ ညဘက်ရောက်တော့ AJ တို့အဖွဲ့ကမီရှင်အောင်မြင်တဲ့အနေနဲ့မီးပုံပွဲလုပ်ပြီးတော့အောင်ပွဲခံနေကြပါပြီ။မီးပုံပွဲလေးပြီးတော့ဒီအဖွဲ့တွေကဒိုင်လန်ဆိုတဲ့လူကဂျိုင်းဆိုတဲ့ကောင်မလေးကိုချင်းခတ်ပေးမိ။ဂျိုင်းကတော့တခြားကောင်လေးနဲ့အတူလဲထွန်လိုက်ကြပါတယ်။နောက်နေ့ကျတော့သူတို့အဖွဲ့ကဘော်ဘီတို့အဖွဲ့ခြေရခံဖို့မလွယ်ကူအောင်အဖွဲ့ငယ်လေးတွေခွဲပြီးတော့ထွက်လာခဲ့ကြပါတယ်။နောက်နေ့ရောက်တော့လီးဆိုတဲ့ကောင်မလေးကဖောက်ခွဲရေးတော့ပိုဒက်စီရဲ့နိုင်ရွှေကိုရှာတွေ့ပြီးတော့တနက်လွတ်ဖို့အကြံရရှိသွားခဲ့ပါတယ်။ ကမစင်းတို့အဖွဲ့လေးကတော့မေးစေးများလုပ်လို့ရမယ်အစိတ်အနွယ်ပင်တွေကိုရှားထွေးသွားခဲ့ပါတယ်။အဲဒီနောက်တော့အေဂျီကိုမေးစေးများလုပ်နေတွေရှင်းပြပြီးတော့ဘော်ဘီလက်ကနေဘာကြောင့်ကဲတင်ခဲ့တာလဲလို့မေးလိုက်ပါတယ်။အေဂျီကတော့ဘော်ဘီတို့အဖွဲ့ကကြီးနိုင်ငင်ချင်းအဖွဲ့ဖြစ်တာကြောင့်ကဲတင်လာခဲ့တာလို့သာဖြေခဲ့ပါတယ်။တစ်ဖက်မှာလည်းအေဂျီတို့အဖွဲ့ကိုမရှာနိုင်လို့ဆိုပြီးတော့ဘော်ဘီကမွန်းကိုစိတ်တိုးနေခဲ့ပါပြီ။ဒီလိုနဲ့ပဲအများပြစ်လေးကျင့်နေကြတော့ဂျိုင်းကကြောင်းတစ်ခုတွေ့ပြီးတော့ဒိုင်းလန့်ကိုစာနာဖို့ပြင်ဆင်လိုက်ပါတယ်။ ။ဒါကတော့ဒိုင်လန့်ကိုရေထဲကိုရောက်အောင်မြှုပ်ဆွဲပြီးတော့ပြားရည်တွေနဲ့တုံလင်းခဲ့ကြတာပါ။ခုနကပြားအောင်ကိုသွားထုတ်လိုက်တဲ့အချိန်မှာပဲပြားတွေကဒိုင်လန့်ကိုဝိုင်းပြီးတော့တုတ်ခဲ့ကြပါတယ်။သူထွက်ပြေးသွားတာကိုတခြားသူတွေကရင်နေကြတော့ဘော်ဘီရဲ့လူတွေရောက်လာပြီးတော့ရှုတ်တရဲတိုက်ခိုက်တာခံလိုက်ရပါတယ်။နှစ်ဖက်တိုက်ခိုက်လို့ပြီးတဲ့အခါမှာတော့အသေးအပြောင်းနှစ်ဖက်စလုံးရှိနေခဲ့ပေမဲ့အေဂျီတို့အဖွဲ့ကထောင်ချောက်တွေအာကိုနဲ့လွတ်မြောက်သွားခဲ့ပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းအချင်းကြားလာတော့ကမ်မစင်းနဲ့ကော်နယ်တို့ကလည်းရင်းနှီးလာကြပါတယ်။ အေဂျေဖွဲ့ရဲက၄ရက်ဥဆောင်မှုနဲ့အတူလက်ပြပုံနဲ့ထောင်ချောက်တွေလုပ်ပြီးတော့ဘော်ဘီတို့အဖွဲ့ကိုတိုက်ခိုက်ဖို့စတင်ပြင်ဆင်နေကြပါပြီ။ဒီလိုအချိန်မှာရေထွက်ရှာနေတဲ့ဗန်နီကိုဘော်ဘီတို့လူတွေလာဖမ်းကြတာနဲ့ကြုံခဲ့ရပါတယ်။ဗန်နီကလည်းခေတီမဟုတ်တော့ပြန်လေတိုက်ခိုက်လိုက်တဲ့အချိန်မှာတီးဆိုတဲ့လူဒဏ်ရာရရှိသွားခဲ့ပါတယ်။တီးဆိုတဲ့လူကစိတ်တူပြီးတော့သူမကိုတက်ပြစ်ချင်နေပေမဲ့လို့တခြားသူတွေကဘော်ဘီရဲ့ကောင်မလေးကိုအသက်မသေးစေဖို့အတွက်တတိပေးလိုက်ပါတယ်။ တီးကဗန်နီအနောက်ကိုလိုက်နေတော့ AJ အဖွဲ့သားတွေနဲ့တွေ့ပြီးတော့ငရဲပြေပို့တာခံလိုက်ရပါတယ်။ဒါပေမဲ့လေအလှလေးဘော်ဘီကတော့ဘော်ဘီအဖွဲ့ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲဘော်ဘီကလက်လွတ်ရေဒီယိုလေးနဲ့ရဲတွေပြောနေတာကိုကြားဖြတ်နားထောင်ပြီးတော့နောက်နေ့ရိတ်ခါလာဖို့မယ်ဆိုတာကိုသိလိုက်ရပါတယ်။နောက်နေ့ကျတော့ဗန်နီကိုကမ်းခြေမှာချိုးတို့ရိုင်းနှက်ပြီးတော့ရိတ်ခါလာဖို့မယ်ရဲတွေကိုအာယုံလွှဲဖို့ပါချိုးတင်ပြင်ဆင်ထားလိုက်ပါတယ်။ ။ရဲတွေလည်းဗန်နီကိုမြင်တော့တနာစိတ်လေးနဲ့ကျိုးပြိပေးလိုက်တဲ့ချိန်မှာဘော်ဘီရဲ့လူတစ်ယောက်ကလေပေါ်ခိုးတက်ပြီးတော့တနတ်ကိုခိုးယူလိုက်ပါတယ်။ခဏလောက်ကြာတော့ရဲတွေကိုလည်းပြစ်ဒဏ်နိုင်ခဲ့တယ်လို့ရိတ်ခါတွေရောလက်နက်တွေပါအကွန်ရသွားပြီဆိုတော့ရီးဆိုတဲ့တယောက်ကိုပဲဒီနေရာမှာအဆောင်ချန်ထားပြီးတော့ပြစ်စည်းတယ်ဖို့လူသွားခေါ်ကြပါတယ်။အဲ့ဒီအချိန်မှာအေဂျီတို့အဖွဲ့ကကံမစင်းရဲ့အစိမ်းများနဲ့ပြစ်ပြီးတော့ရိတ်ခါတွေကိုအသင်းယူလိုက်ကြပါတယ်။ဒီရိတ်ခါတွေမှာတော့တိုက်ခိုက်ဖို့အရေးပါတဲ့စီဘုံကိုပါရရှိနိုင်ခဲ့တာပါ ဘော်ဘီတို့ဖမ်းသွားတဲ့ဗန်နီကိုလည်းကမ်းခြေတနေရာမှာပြန်ရှာတွေ့ခဲ့ရပါတယ်။ဗန်နီကိုနှင်းသိမ့်ပေးနေတော့သူမကတော့အိမ်ပြန်ခြင်းနဲ့ဆိုပြီးတော့ဒီကျွန်းပေါ်မှာပထမဆုံးစကားပြောလာခဲ့ပါတယ်။တဖက်မှာတော့ဘော်ဘီတို့ကြီးရဲ့အလောင်းကိုတွေ့ပြီးတော့အေဂျီတို့အဖွဲကသူတို့ထင်ထားတာထက်ပိုပြီးတော့ညံကောင်းနေမှသဘောပေါက်သွားခဲ့ကြပါတယ်။ဒီလိုနဲ့ပဲညနေခင်းမှာတော့အေဂျီအဖွဲသားတွေအောင်ပွဲအနေနဲ့မိဘုံပွဲမှာဝိုင်းထိုင်ပြီးတော့သူတို့ဘဝအကြောင်းတွေပြောဆိုနေရတာမြင်ရမှာပါ။ ဒေါက်တာမီးဖောရဲ့အဖြစ်ကတော့ဝေဒနာခံစားနေရတဲ့သူ့ရဲ့လူနာဆန္ဒအတိုင်းလုခိုင်းရာကနေလူနာမိသားစုကလူတန်းမှုနဲ့ဆွဆွဲပြီးတော့ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။သူကတော့ခုချိန်မှာအိမ်ပြန်ခွင့်ရမယ်ဆိုရင်တောင်ငါမပြောင်းချင်တော့ဘူးလို့လည်းဆုံးဖြတ်ထားတဲ့သူပါ။နောက်နေရောက်တော့ဘော်ဘီတို့စကန်းကိုဝင်တိုက်မဲ့အချိန်ကိုရောက်လာခဲ့ပါတယ်။သူတို့စကန်းနဲ့လူတွေမရှိတော့တဲ့အချိန်မှာဝင်ရောက်ပုန်းကုန်နေကြပါတယ်။ဂျိန်းနဲ့မီးဖောတို့အချက်ပြတာနဲ့လက်ပြပုံပြစ်လိုက်ပြီးတော့ဗန်နီကိုမှာချထားခဲ့ပါတယ်။ အဲ့ဒီနောက်တော့ကြောက်တုံးပံကာကိုမီးရှို့ပြီးတော့စတင်တိုက်ခိုက်ဖို့ပြင်ဆင်ထားကြပါတယ်။အချိန်ပေးဘုံခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ပေါ်ပီတို့လူတွေဝယုံသုံးကားပြေးထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်တော့အစီအစဉ်တိုင်းပဲပံကာရင်းကနေပုံးကိုပြစ်ခိုက်တိုက်ကြရင်နဲ့ကော်နယ်တနက်ထိမှန်သွားခဲ့ပါတယ်။ဘော်ဘီကိုကာပြစ်ပေးနေတဲ့မွန်းကိုပါကာမေကလက်ပြစ်ပုံးနဲ့ပြစ်ပြီးတော့တိုက်ခိုက်လိုက်ပါပြီ။မကြပါဘူး။သူမမှာဘော်ဘီတနက်နဲ့အပြစ်ခံရပြီးတော့တေဆုံသွားခဲ့ရပါတယ်။မွန်ကားတော့ကြားထားတဲ့ခြေထောက်တန်ရာကြီးနဲ့ပဲဘော်ဘီရဲ့ပန်ကားလေးကိုတွားသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာသွေးယူသွေးတန်းနဲ့ဘော်ဘီရဲ့ရန်တက်ပြစ်ခတ်မှုတွေကြောင့်သူ့ရဲ့အဖွဲ့ကလူတွေတော့အကုန်နှိပါးတည်ဆုံသွားခဲ့ရပါတယ်။ဘန်နီကိုအချိန်ကြိုက်ပုံပြစ်ပြီးတော့ဘန်ကာကိုဖောက်ခွဲဖို့အချက်ပြပေးမယ်လို့ဘန်နီကတော့ကြောင်ပြီးတော့ရှက်ကြည့်နေခဲ့ပါတယ်။ဒါကိုအစိမရှိတဲ့ AJ အဖွဲ့သားတယောက်ကပြေးထွက်လာတော့တနက်ထိမှန်သွားခဲ့ပါတယ်။ဘန်နီလည်းအဲ့လူကိုပြေးထွင်ရင်နဲ့သူ့ဘာလက်မောင်းကိုတနက်မှန်သွားခဲ့ပါတယ်။နောက်ဆုံးကြတော့မှမေဖို့ပြေးထွက်လာပြီးတော့ဘန်နီကိုလည်းကယ်တင်ခဲ့တယ်လို့ဘန်ကာကိုလည်းအောင်းအောင်းမြင်းမြင်းဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဘော်ဘီကတော့အရှင်လက်လက်မီးလောင်သေးသွားခဲ့ပေမဲ့သူ့အဖွဲ့သားမွန်ကတော့အသက်ရှင်ခဲ့ပြီးတော့မျက်စိတော့ကန်းသွားခဲ့ရပါတယ်။အေဂျီတို့ဖွဲ့ကတော့မွန်ကိုတနာပြီးတော့အသက်ရှင်ခွင့်ပေးပြီးတော့ကောင်းကောင်းမွန်မွန်ဆောင်းလျှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်တစ်ခုကြာသွားတဲ့အခါမှာအဖွဲ့နှစ်ဖွဲ့တိုက်ပွဲကြောင့်ဒုက္ခိတဖြစ်သွားတဲ့လူတွေကိုကူညီပေးရင်းနဲ့ဘန်နီကတော့မျက်စိမမြင်တဲ့မွန်ကိုအကူအညီပေးနေပါတယ်။မေဖောနဲ့ဘန်နီတို့ကလည်းချစ်သူစုံတွဲတွေဖြစ်လာကြရင်နဲ့အချိန်တစ်ခုကိုရောက်လာခဲ့ပါတယ်။တရက်တော့ဂျိတ်ခါလာပိုးတဲ့လေကားနဲ့ပြီးတော့မှလော့စပီကာနဲ့អော်ခဲ့ပါတယ်။ ်မေဖော့ဆိုတဲ့အကျဉ်းသားအယူခံဝင်လာပြီးတော့ထောင်ကနေလွတ်မြောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုကြေညာလာခဲ့ပါတယ်။ဒါပေမဲ့လေဒေါက်တာမေဖော့ကတော့ဒီကျောင်းမှာသူ့ဘဝအသစ်ကိုရှာတွေ့တွေ့ရှိသွားပြီးကိုတည်လိုက်တော့မေဖော့တည်သွားပြီလို့ဆိုပြီးတော့လှုပ်လိုက်ပါတယ်။အဲ့ဒီနောက်တော့ဒီလေဘော်ကနေပါလာတဲ့အကျဉ်းသူအစ်တာနာကိုသူတို့ကနှွေနှွေထွေထွေကြိုးစုံနေရင်းနဲ့ပဲဇလန်လေးကတော့ပြေဆုံးသွားခဲ့ပါပြီဗျာ။ဂျေရှုအားပေးခဲ့ကြတဲ့ပိတ်သက်ရောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။